ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပိတ်သက်တွေအောင်လည်းမင်္ဂလာပါဆိုတော့ Arsenal အသင်းကဒီ Transfer Window မှာတကယ်ကိုစိတ်ဝင်စားစရာအပြောင်းအရွှေ့တွေအားလုံးကိုတောက်လျှောက်လုပ်နေရင်းနဲ့အခုသူတို့လောလောဆယ်အနေထားရဒါစိတ်ဝင်စားစရာအနေနဲ့ဒါအခု Valencia ရဲ့နောက်ခံကစားသမားနဲ့ Rodrigo အပြောင်းအရွှေ့သာမဖြစ်လာခဲ့ရင်ဆိုပြီးတော့ Plan B နေနဲ့ Eze ကိုပါသူတို့ရဲ့အပြောင်းအရွှေ့စင်းထဲမှာထည့်ထားတယ် ဆိုတော့အခုလက်ရှိမှာအာစနယ်အသင်းနေနဲ့ဒါတေးချာပေါက်ဒါအဲဇီကိုသဘောကျလာပြီအဓိကတော့ရူဒရီကိုရိုဒီကိုဆိုရင်ဒါနောက်ဆုံးကစားခဲ့တဲ့ဒီရမတွင်းနဲ့ဆာစပိုက်ပွဲမှာသူအရင်ထပ်ဖြစ်တဲ့ဒီတိုင်းဆိုနီးပြရဲ့ကစားကွက်မှာအာတာကူလာကဒါဒီ velvety နဲ့သူကတကယ်ကိုဘယ်လိုပြောမလဲ changes လုပ်တဲ့ပုံစံမျိုးပေါ့လေသူပွဲထွက်လို့ရှင်အာတာကူလာကိုဒီ right ရဲ့ပြင်မှာထားတယ် vinicia ဒါနောက်ပိုင်းမှာတော့ Mbappe ပေါ့ဗျာ Finisher Mbappe Artagula ဒါ Rodrigo ကနောက်ပါဒါပေမဲ့တကယ်တမ်းသူတို့မြောက်က Artagula ကအတွင်းကိုပြန်ဝင် Rodrigo ကအဆုံထွက်သွားတယ်ဟိုအဲရိုတူကောဖြစ်တယ်ဗယ်ဗာဒီတော့တာရီဗာဒီကထွက်သွားတယ်ဗယ်ဗာဒီကအတွင်းဝင်အာဒါဂူလာအိုက်ကမကေကူအလွန်ဆိုသဘောကျပုံရတယ်ဆိုတော့ဘာဖြစ်လဲဆိုတော့ရိုတူကိုအတွက်နေရာမရှိဘူး သူတော်မှမိနစ်60ကျော်90လောက်မှာဒါ Vintage Junior နေရာသူစားလူစားဝင်လေရတော့ तू ကသေးကြတယ် clearly သူ့ရဲ့ plan က bunch ပဲ first try ရဖို့ခတ်သွားပြီ Adagula ရှီမှာ Rodrigo နဲ့မတူညီတဲ့အချက်က Adagula ကလည်းဖန်တီးမှုပိုင်းကောင်းတယ် Rodrigo ကတော့လည်းတူဦးချင်းချုံဖြတ်မှုပိုင်းပိုကောင်းတယ်ဆိုတော့သူတို့နှစ်ယောက်ကြားမှာ vision ပေါ့လေ Luka Modric မရှိတော့တဲ့အတွက်အဲ့ vision ကို Real Madrid ကအာနီးပြအလွန်ဆိုတာအဲ့ဒါသဘောကျဖို့ရတယ်ဆိုတော့ Adagula ကချက်ရှိတော့ ရိုဒရီโกရဲ့အနာဂတ်ကနဲတဲ့နဲလာမှာဆိုတော့အခုလောလောဆယ်မှာအာဆင်နယ်အသင်းကအဇီးကိုကြိုက်တယ်ဒီကစားမကအာဆင်နယ်ရဲ့တကယ့်ကိုလူငယ်ကစားမဟောင်းဖြစ်တယ်အရင်တည်းကလည်းအာဆင်နယ်အသင်းကတကယ့်ကိုစိတ်ဝင်စားတယ်သူ့ကိုအခုဒီအပိုင်းမှာထော်တနာဟော့စပါအမှန်တမ်းပြောတော့ဒီ transfer window မှာအဇီးကိုလိုချင်တဲ့အသင်းက3သင်းလောက်ရှိတယ်ဒါပေမဲ့ ထဲထဲဝင်ဝင်စိတ်ဝင်စားတဲ့အသင်းတဲ့တော့အသင်းက Tottenham Hotspur ပဲအသက်26နှစ်ပဲရှိတယ်ဒါ Arsenal လူငယ်ကစားမကနေတစင်း U ကနေပါ Fulham Reading Millwall နောက်အိုက်ကနေပါဆင်နောက်ဆုံးမှာတော့အခုလက်ရှိမှာသူ့ရဲ့ Senior Career မှာသူက Quinpers Ranger ကနေနောက်ဆုံး Crystal Palace ကို2020မှာရောက်သွားတယ်ဆိုတော့အဲ့ Eze ကပြောင်းဖွေခြင်းကပေါင်68တန်းရှိတယ်ပေါင်68တန်းရောကြီးစာချုပ်ကို Crystal Palace က ဲ့ဈေးကိုလိုချင်ရင် instrument သုံးရင်းနဲ့ပေးလို့ရတယ်လို့ပြောလာတယ်ဆိုတော့ Toastpot မှာဖော်ပြတဲ့ဒီ pocket အစီအစဉ်မှာ Toastpot ကလည်းဒါတကယ်ကိုထဲထဲဝင်ဝင်ရှိတဲ့ဒါသတင်းတောက် journalist တွေအမြဲတမ်းသွားပြောနေတဲ့ Toastpot media ဖြစ်တဲ့အဲ့မှာဗာပြောလဲဆိုတော့ဲ့ဈေးကို Arsenal က Spurs ကြီးကနေ hijack လုပ်နိုင်တယ် မန်ယူနိုက်တက်တို့ချယ်ဆီကိုစိတ်ဝင်စားတာမှပဲချယ်ဆီကဂျင်မီကန်ဒက်စ်ကိုပဲဦးစားပေးနိုင်တဲ့အတွက်ကြောင့်အဲဒီဘက်ကိုမလှည့်လောက်တော့ဘူးအဲ့ဒီမှာယူနိုက်တက်ကလည်းဒါအဲ့ပတ်ချံကိုထပ်ခေါ်ဖို့ခတ်သွားပြီဆိုတော့သူတို့က front of forward နှစ်ယောက်ပဲသူတို့ wingers မလို့တော့ဘူးဟိုသူကနံပါတ်10ကိုနှစ်ယောက်ဆိုတော့အထောင်တိုက်စစ်မှုပဲဥတည်ခါမှာအဲဒီက Spurs လား Arsenal လား Arsenal ကရှင်းတယ်ပေါင်89တန်း Euro 90တန်းနဲ့ နောက်ရိုဒရီဂိုကိုခေါ်မလားပရီးမီးယားလိမှာအသားကျပြီးတဲ့အဲဇေးကိုခေါ်မလားအဲဇေးကတော့ဝင်းဂျစ်စစ်စစ်ပေါ့ဘူးသူကအတွင်းကိုဝင်တယ်ဆာကာလိုတိုက်မျိုးအတွင်းကိုပြန်ဝင်မယ်လင့်ပြန်လုပ်မယ်တဆယ်ရိုးကစားနိုင်တယ်အစွန်ထွက်နိုင်တယ်အဲ့ဒါကိုမီကယ်အာတီတာကသဘောကျတယ်ဆိုတော့ဒီကစားမကိုအာဆင်နယ်ကဟိုက်ဂျက်လုပ်ဖို့လုပ်နေပြီးတော့သူ့ရဲ့ current market ပေါက်ချေက55တန်းဖြစ်တယ်ဒါပေမဲ့အာဆင်နယ်က ပေးရမယ်ဆိုရင်68တန်းပေါင်68တန်းရောကြီးစာချုပ်ပြီးခဲ့တဲ့ရာသီပရီးမီယာလီဂ်မှာ34ပွဲမှာ69သွင်း69ဖန်တီးထားပြီးတော့ FA Cup Final မှာ Palace ကို winning goal သွင်းပေးခဲ့သူဖြစ်ပြီးတော့ပြိုင်ပွဲစုံ53ပွဲမှာ14 goal သွင်း17 goal ဖန်တီး25ခုပေါင်ပသက်တယ်ဆိုတော့ဒီနေရာမှာ Arsenal က နောက်ထပ်စိတ်ဝင်စားတဲ့ကစားသမားကကျွန်တော်ခုနပြောဆိုဗလန်စီယာရဲ့နောက်ထပ်ကစားသမားဒီကစားသမားကတော့အာဆင်ကအစိုးရတဲ့က agreement ရလို့ဒီပါတော့ဖြစ်နေတယ်ဗလန်စီယာရဲ့နောက်ခံသူဒါခရစ်ယာန်ဒါမော့စကာရာကိုသဘောကျတယ်အသက်က20ပဲရှိတယ်မနေ့ကလည်းကျွန်တော်ပြောပြီးသားတကယ့်ကို proper strong center back center back ဖြစ်ပြီးတော့တကယ့် quick quick pacey defender ဖြစ်တယ်အဲ့ defender မှာအရန် pacey ဖြစ်တယ် Valencia ရဲ့ center back ကို Arsenal ကစာချုပ်တစ်နှစ်ပဲရှိတော့သွားဆွေးနွေးတဲ့အချိန်မှာကစားမကခေါင်းညင်းလိုက်တယ် Arsenal ကိုပြောင်းမယ်ဆိုတော့ Valencia ကလည်းသူ့ကိုရောင်းမယ်ဒါပေမဲ့ပြောင်းရွှေ့ခြင်းကိုတော့သူတို့ဘက်က ဒါအနည်းဆုံးပေါင်၁၉တန်းယူရို၁၉တန်းပေါင်၁၆တန်းလောက်လူချင်တာအာဆယ်ကလည်းပြဿနာဖြစ်ရှိဘာလို့သူ့ရဲ့ current market budget ကတန်း30လောက်ရှိတယ်ဆိုတော့မြောက်လန်တက်ကလပ်ကဒီအခု Valencia ရဲ့ Christian Mosquera ကိုလည်းဒါသဘောကျပြီးတော့ဆွေးနွေးနေတယ် Andrea Barca က William Saliba နဲ့နောက်တစ်ဖက်က Gabriel ရဲ့ center back အဖြစ်နောက်တစ်ခုက Arsenal ရဲ့ Alex Trider ကဒီဇာမာလေးကိုခြေစမ်းပွဲမတိုင်ခင်မှာအရခေါ်သွားမယ်ကျွန်တော်တို့ကတိုက်စစ်မှုပဲမျှော်နေတယ်ချားပြောင်းရွှေ့နေဆိုအယမ်းမြန်တယ် ဆိုတော့ကျွန်တော်တို့ကျွန်တော်ပါစင်တဲ့ရဆိုရင်တော့ကျွန်တော်ကအစီကပရီးမီးယားလိမှာအာဝင်ပြီးသားဖြစ်ပေမဲ့နေရာဆိုပိုဆုံးနိုင်တယ်ကျွန်တော်ရိုဒရီကိုပိုသဘောကျတယ်နံပါတ်1ဘရာဇီးလ်ရဲ့ nation ဖြစ်တဲ့ရိုဒရီကိုကတော့လဆာများလိမ့်မယ်အစီကတော့ပို့ပြီးတော့ release cross ဆိုတဲ့ဂျော်ဂျီစာချုပ်ကဖြစ်နိုင်ချေဒါကအခုလောလောဆယ်အခြေအနေဖြစ်ပါလေအာဆယ်ပေးသက်တဲ့ရိုဒရီကိုနဲ့အစီဘသူကိုပို့ကြိုက်တယ်အားလုံးကျေးဇူးတင်ပါတယ်တိုက်စစ်ကတော့အခုလောလောဆယ်တော့ဘာမှမပြောနိုင်သေးဘူးပေါ့လေ